တမိုင်းကိုကော်ဖီတွေညာမတိုက်ကြီးကလပ်ကဘာဘလာက မက်ဆီထွက်ခွာလို့မူကမ်းပဲဒါဟာအင်ပတန်တဘာဝကြတဲ့ထိကျတစ်ခုပဲတနေ့ကြုံဆုံလာရမယ်ဆိုတာသိပါတယ်ပဲဒါပေမဲ့ခမရလဲထို့အတူ ဖြစ်လိမ့်မယ်အိုချင်းနာချင်းတေးချင်းကိုမရှောင်လွှဲနိုင်ကြဘူးဆိုတာနားလဲတယ်လို့ရှိကြလေကိုကိုတိုင်းဒါမှမဟုတ်ကိုချစ်တော်ဆွေမျိုးညာတကားစီထိမှန်တော့မှစစ်မှန်မှုစီဆက်ရောက်တော့တာပါမအိုတော့မစီမနာတော့မစီ ပြီးဆုံးသွားသောမက်ဆီသည်အဝေးကြီးဝေးနေစေလို့ကျွန်တော်တို့ယုံခဲ့တယ်။ကျွန်တော်တို့ဟာမက်ဆီရုပ်ရှင်ထဲကပြန်လည်ထွက်ခွာစရာဘာအကြောင်းမှမရှိသူများအဖြစ်မိမိကိုယ်ကိုမျှော်ထားချင်တာလည်းပါလိမ့်မယ်။ဟောဒီမှာ location တွေပြောင်းသွားလဲရန်သူကိုအချိန်ချင်းချိန်မုံနေတော့ပေါ့။သူအတင်းသူ့အလံတော်ဟာလေတဲ့ထာဝရလွင့်နေတော့ပေါ့။သူ့ကိုချစ်ခဲ့တာလည်းပါ။ငါတို့ခေခါသွားနေစေလို့ကြိတ်မိတ်ယုံကြည်ချင်တာလည်းပါပေါ့လေ။တကယ်ဆိုစီယာ7ကအလုတ်သူကအငြိမ်းပဲ။ဟိုကနာမည်ခေါ်တဲ့ငါကြားတယ်။ ကိုမစီကဓမ္မခေါလောင်းနေကိုတိုင်းထိုးလို့တိုးတိတ်လွယ်တယ်။ကိုထားခဲ့တဲ့သမိုင်းဒါမှမဟုတ်ထားခဲ့ရတော့မဲ့သမိုင်းကိုသိပါတယ်။ဒါကြောင့်စသိန်းကမှသစိမ့်မြည်ရီယူဆောင်မလာနေဘူး။မမျော်လင့်မဲ့ထိမှန်ပျက်စီးရတယ်လို့ကြေကွဲပြရဖို့ရစိတ်ပါနေမှာမရှိဘူး။သူရောက်နေတာအင်တာမိုင်ယာမီလီသူကြောင့်လူတီများလာပေမဲ့လေသူလည်းထိကြက်ကင်နိုင်စရာမရှိတဲ့အသင်းပဲ BSG ကဥရောပကိုတင်ပြီးစစ်အောင်နိုင်သူတွေပဲသူတို့ဟာငါတို့အချိန်ပဲ ငါတို့လုံနိုင်ခဲ့ကြပြီဆိုတဲ့ဒေးကိုတီးဆိုပြီးဝိုင်းဖွဲ့ကခုန်နေကြသူတွေပေါ့ရှုံလို့ရတာသိပါတယ်ရှုံလဲရှုံခဲ့တယ်ဒါပေမဲ့ဒီဇန်ညွန်ရေးသားသူဟာအရင်ပဲအသိန်းဟောင်း PSG နဲ့တွေ့မှာ 4C ဆိုတာတစိတ်တော့များလုံးမနေဘူးလားသူဟာဂိုးကန်သွင်းမှု၄ချိန်ပေါ့အခွင့်အရေးဖန်နေမှု၂ချိန်လဲလုတ်ပေးနိုင်ခဲ့ရှာတယ်ဒါပေမဲ့မေဂျာလိအသင်းတစ်သင်းနဲ့သူ့ရဲ့ထိခက်ချက်ဟာဒီလောက်ပဲလာမှာပေါ့မက်ဆီရေလွှတ်ချဖို့တင့်တဲ့အချိန်မှာမတို့ဆက်ဆက်ကြီးလွှတ်ချလိုက်ကြရအောင်လား ငါက56မင်းက38အရွယ်လုံးရွေရှားနေကြတဲ့အချိန်ငါကမပြီးသေးလို့ဇွကြီး80တိုးခဲ့ရင်ငါတို့တမိုင်းနာမယ်တမိုင်းပြတ်မယ်ငါတို့ဟာငါတို့ဇညွန်းကိုငါတို့တရားနဲ့ငါတို့အဆုံးတတ်လိုက်ကြရအောင်ပါ